မောလူအသားအခြေအနေတွေကိုတင်ပြပေးချင်ပါတယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တို့မှာမုတ်တုံနဲ့အားကောင်းနေပါမယ်။ဒီကနေ့မွန်းတဲ့အချိန်ဒီခမ်းမန်းချက်အနေနဲ့ကတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာကျကျစကရိုင်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာစစ်စစ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံ့ပြားမွေးထချုံရွာပြီးနေပြည်တော်ရန်ကုန်တိုင်းဒေသကြီး ဘကူးတိုင်းဒေသကြီး၊ဇကာနိုင်ဒေသကြီးအထက်ပိုင်း၊အီယော်ဒီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ရီမူကြီးနိုင်ပါတယ်။ရွံ့ရနှုံးပြည်ဖြစ်ပါတယ်။မော်ဒီနောင်ဖြစ်ပေါ်မှုအခြေအနေကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊ဇကာနိုင်ဒေသကြီးအထက်ပိုင်း၊အီယော်ဒီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာမိုးတိမ်တောင်မြဖြစ်ထွန်းလျက်ရှိကအဆိုပါမိုးတိမ်တောင်မြရွေးရှားရနေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းပျက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်မြမပင်လယ်ပြင်ခြေနေကတော့မြမကမ်းရိုးတဲ့တခြားနိုင်ငံကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်မိုးသက်လေပြင်းကြဆင်ရေပြင်းမြေပြင်လေဟာတန်တန်ကြီးကိုမိုင်30အထိတိုက်ခတ်နိုင်ပါတယ်လိုင်းအမြင့်မှာမြမကိန်းနဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာစစ်ပီမ12ပီခန့်ရှိနိုင်ပါတယ်။ ဒီကနေ့နဲ့မနက်ဖြန်အတွက်ခမ်းမန်းချက်အနေနဲ့ကတော့ဇာခိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမိုးပုံနေပါမယ်။နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်ဒီကနေ့မွန်တဲချင်းဒီခမ်းမန်းချက်အနေနဲ့ကတော့မိုးတချင်းနဲ့ချင်းထစ်ချုံရွာပါမယ်။ရွာရာနှုံးပြည်ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွက်ဒီကနေ့မွန်တဲချင်းဒီခမ်းမန်းချက်အနေနဲ့ကတော့မိုးအထင်အထင်ထစ်ချုံရွာပါမယ်။ရွာရာနှုံးပြည်ဖြစ်ပါတယ်။မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်ဒီကနေ့မွန်တဲချင်းဒီခမ်းမန်းချက်အနေနဲ့ကတော့နေရာကွက်ချမွေးထစ်ချုံရွာပါမယ်။ရွာရာနှုံးပြည်ဖြစ်ပါတယ်။ စနေတနင်္ဂနွေအားလည်းရများအတွက်မိုးလီဝန္တာခန့်မှန်းချက်အနေနဲ့ကတော့နေပြည်တော်နဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာနေရာအနှံ့ပြားနဲ့မန္တလေးတိုင်းဒေသကြီးမှာနေရာကျကျမွတ်တိကြုံရနိုင်ပါတယ်ခင်ဗျာ